မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့နိုဝင်ဘာလ25ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စည်ရေးစည်းဝါးရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းတွေကိုတင်ပြပေးလို့တာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့တဲ့သတင်းကတော့ရှမ်းပြည်နယ်ကလုံးမြို့ဗောဆိုင်စေယုံမှာစစ်ကူသားစိတ်ကြီးမြင့်တဲ့ဖြင့်ဒေသခံများပင်တရားထီသွားကုနေရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းကလုံးမြို့နယ်ဗောဆိုင်တိုက်နယ်စေယုံဟာရခင်စိုးရလက်ထက်ရှမ်းပြည်နယ်အကောင်းဆုံးတိုက်နယ်စေယုံစုကိုရရှိထားတော်လဲ ယခုလက်ရှိအချိန်မှာကုန်ကြစိတ်အမြင့်ဆုံးပေးဆောင်နေရသဖြင့်ပြည်သူလူထုများလူနာရှင်များအခက်အခဲကြုံတွေ့နေရကြောင်းသိရပါတယ်။ဟော်ဆိုင်စေယုံမှာရိုးရိုးမွေးလူနာကို၄သိန်းကျော်ခွဲမွေးလူနာကို8သိန်းကျော်ထိကုန်ကြစိတ်ရှိနေကြောင်းစေတနာလူရှင်များမှလည်းစေဝါများလှူဒန်းပေးနေတော်လေကုန်ကြစိတ်မြင့်တက်နေကြောင်းဟော်ဆိုင်စေယုံတက်ရောက်ကူတာရန်တသိန်းအောက်ထက်ကုန်ကြကြောင်းဒေသခံတွေစီကသိရပါတယ်။ထို့ကြောင့်လူနာရှင်များဟာဘော်ဆိုင်စေယုံမှာမတက်ရောက်တော့ပဲပင်တရာစေယုံ မိုင်းအင်စေယုံတို့သွားရောက်ကုသနေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ရွှေကုတ်ကူမြို့တဲ့အွန်လိုင်းလိမ်လည်မှုကြားဖြန့်လုပ်ငန်းမှာတင်းစီရမိခဲ့တဲ့လက်ကင်ဖုံးအလုံး2000ကျော်နဲ့ကွန်ပျူတာ3000ခန့်ကိုလမ်းကျိတ်ဆက်နဲ့အရင်ပြင်းနဲ့မြောက်ရီမြို့မြောက်ဖက်ရွှေကုတ်ကူမြိုင်မြို့တဲ့မှာနိုင်ငံတော်တာဝန်ရှိသူတွေနဲ့ BGF တို့ပူးပေါင်းဖွဲ့တို့ဟာအွန်လိုင်းလိမ်လည်မှုများကိုနိုဝင်ဘာလ18ရက်နေ့မှာစပြီးနှိမ်နင်းနေရအဲ့ဒီလုပ်ငန်းတွေမှာတင်းစီရမိတဲ့လက်ကင်ဖုံး အလုံး2000ကျော်နဲ့ကွန်ပျူတာ3000ခန်းကိုနိုဝင်ဘာလ22ရက်နေ့မွန်လယ်ပိုင်းမှာလမ်းကျိတ်ဆက်နဲ့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲဒီလက်ကင်ဖုံးနဲ့ကွန်ပျူတာဆက်ဆက်ပစ္စည်းတွေဟာကြားပြတ်လုပ်ငန်းခွင်မှာအသုံးပြုထားတဲ့ကုန်ပစ္စည်းတွေဖြစ်တာကြောင့်နိုင်ငံတော်ဥပဒေနဲ့ကိုက်ညီမှုရှိတဲ့အတွက်ရွှေကုတ်ကိုနှစ်တစ်ခုကွဲမှာလမ်းကျိတ်ဆက်နဲ့ကျိတ်ပြီးဖျက်ဆီးပစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ ကောတောင်းစိတ်ကန်းဒီပြည်ပြည်ဆိုင်ရာကဲအိုရန်စိတ်ကန်းသစ်တိဆောက်ရန်တင်နာခေါ်ရဲဆိုတဲ့သတင်းဖြစ်ပါတယ်။တင်လာဤတိုင်းကောတောင်းစိတ်ကန်းဒီမှာပြည်ပြည်ဆိုင်ရာကဲအိုရန်စိတ်ကန်းအစ်စ်တစ်ခုတိဆောက်ရန်အတွေ့အကြုံရှိ၍စိတ်ပါဝင်စားသောကုမ္ပဏီများတင်နာတင်သွင်းနိုင်ရန်မြမစိတ်ကန်းအာနာပိုင်း MAB ကဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။ကောတောင်းစိတ်ကန်းတော်ဝင်တန်ကူကွန်ကရစ်စိတ်ကန်းတရားရဲ့တောင်ဘက်မှာကက်လျက်ရှိတဲ့မြေနေရာမှာတိဆောက်နိုင်ရေးအတွက်တိုင်နာခြင်း လေးလာစမ်းစစ်ခြင်းပုံစံဒီဇိုင်းများရေးဆွဲခြင်းလုပ်ငန်းများကိုဆောင်ရွက်ရတဲ့ခွေချင်းဖြစ်တယ်လို့ဆိုပါတယ်။တင်တာဖွင့်မဲ့ရက်ကတော့ဒီဇင်ဘာလ9ရက်နေ့မှာတင်တာပုံစံကိုအမှတ်30ပန်းစိုးရန်လန်မြမစိတ်ကန်းအာနာပိုင်ရုံမှာဝယ်ယူရမည်ဖြစ်ပြီးယခုလ20ရက်မှ28ရက်ရုံချိန်အတွင်းမှာဝယ်ယူနိုင်မှာဖြစ်ကြောင်းအသေးစိတ်အချက်အလက်များကိုမြို့ပြအင်ဂျင်နီယာဌာနမှမေးမြန်းစုံစမ်းနိုင်ကြောင်းတင်တာလက်ခံရေးနဲ့စစ်ဆေးကော်မတီမြမစိတ်ကန်းအာနာပိုင်ကအတိအပြီးထုတ်ပြန်ထားတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ 60ကြိမ်မြောက်မြမကြောင်းမြေနာပြဝဲတတ္တမနေမှာကြောက်စိမ့်တွဲပေါင်း640ရောင်းချရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။နေပြည်တော်ရှိမဏိယရနာကြောက်စိမ့်ခန့်မှမှာကျင်းပတဲ့2025ခုနှစ်အကြိမ်60မြောက်ကြောင်းမြေနာပြဝဲတတ္တမမြောက်ချင်းချင်းပြသတဲ့အုပ်စုအိမ်နဲ့ပြီးမှာကြောက်စိမ့်အတွဲပေါင်း902မှ640တွဲကိုပြည်တွင်းပြည်ပရတနာကုန်သည်များအိတ်ဖွင့်တင်တာစနစ်ဖြင့်ရောင်းချနိုင်ခဲ့ပါတယ်။ပြဝဲတောက်ဆောင် A နဲ့ BC တို့မှာကြောက်စိမ့်တွဲပေါင်း 9085ရဲကိုရောင်းချလျက်ရှိပြီးနိုမာလာ26ရက်နေ့တိကျန်ရှိတဲ့ကြောက်စိန်တွဲများကိုနိုင်ငံသားငွေမြန်မာကျပ်ငွေတို့ဖြင့်ဆက်လက်ဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ဇလက်တင်ပြပေးလိုတဲ့သတင်းဒီပုတ်ကတော့မြန်မာနိုင်ငံဟာ9လအတွင်းပြည်ပသို့9တန်ချိန်36000ကျော်တင်ပို့ရောင်းချခဲ့ပြီးဝင်ငွေဒေါ်လာတန်း200ကျော်ရရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။လက်ရှိဗန္ဒာရီနှစ်9လတာကာလအတွင်းမြန်မာနိုင်ငံမှာပြည်ပနိုင်ငံများသို့9မက်ထရစ်တန်ချိန် စုစုပေါင်း36,500တန်တရားနဲ့ကိုတန်ကျော်တင်ဖို့ရောင်းချထားရအမေရိကန်ဒေါ်လာ201.39တန်းခရရှိခဲ့ကြောင်းငလုံးငန်းဦးစီးဌာနမှသိရပါတယ်။ပုဂ္ဂိုလ်ပမာဏရဲ့တန်ငိမ်15,956ကျော်ဟာပင်လယ်ရေကြောင်းမှာပုံမှန်ကုန်သွယ်မှုဖြစ်ပြီးတန်ငိမ်89.39ကျော်မှာ၂၀ကုန်သွယ်ရေးစခန်းမှာဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာ အားနဲ့ပစုံကတ်တို့သောယူရက်ပစ္စည်းများကိုတရုတ်ထိုင်းဘင်္ဂလားဒေ့ရှ်ဂျပန်အပါဝင်ပြည်ပဆိုင်ရာနိုင်ငံပေါင်း40ကျော်သို့တင်ပို့လျက်ရှိတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့အပြည်ပြည်ဆိုင်ရာမတန်ဆန်းသူများနေထိမ့်မှတ်ဖြစ် short film ရုပ်ရှင်တို့ပြိုင်ပွဲကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလ3ရက်နေ့မှာကြားရောက်မယ်။ပြည်ပြည်ဆိုင်ရာမတန်ဆန်းသူများနေကိုဂုဏ်ပြုသောအဖြစ်လမ်းမကျဲ Garden Star ဖွဲ့မှရုပ်ရှင်ဇလန်းတို့ပြိုင်ပွဲတစ်ခုကျင်းပမှာဖြစ်ပါတယ်။ ဗီဒီယိုဖန်တီးမှုဝါသနာပါသူမိသူမဆိုးပါဝင်ရှင်ပြိုင်နိုင်ပြီးပြိုင်ပွဲခေါင်းစဉ်များအဖြစ်မတမဆန်းသူများရဲ့စွမ်းဆောင်ရည်နဲ့အခက်ခဲများကိုစัญญံခံကလူအဖွဲ့အစည်းမှပါဝင်လှုပ်ရှားနေမှုများကိုဖော်ကျူးရမှာဖြစ်ပါတယ်။ဗီဒီယိုကြားချိန်ကို10မိနစ်မှ3မိနစ်တွင်သတ်မှတ်ထားပြီးပရမစု14သိန်းပါဝင်စုများချိမင့်မည်ဖြစ်ကပြိုင်ပွဲဝင်ဗီဒီယိုများကိုဒီဇင်ဘာလ9ရက်ညနေ9:00နောက်ဆုံးထားပြဖို့နိုင်တယ်လို့သိရပါတယ်။ နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ရခိုင်နယ်ဆက်ကုန်သွယ်မှုလမ်းကြောင်းပိတ်ထားပြီးကုန်စင်းတို့များမြင့်တက်လျက်ရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်သို့အထူးကကုန်စီစစ်ဆင်နေတဲ့အိန္ဒိယနိုင်ငံပလောဝနယ်ဆက်ကုန်သွယ်မှုလမ်းကြောင်းယာယီပိတ်ထားပြီးရခိုင်ဒေသရှိမြို့များမှာကုန်စင်းတို့များမြင့်တက်နေပြီးစေဝါများလည်းပြက်လက်နေတယ်လို့သတင်းရင်းများများထပ်မံသိရပါတယ်။ကုန်စင်းတို့များဟာနိုဝင်ဘာလတတိယပတ်တွင်စတင်မြင့်တက်လာတာဖြစ်ပါတယ်။ ကုန်ပစ္စည်းမျိုးစားပေါ်မူတည်ပြီးကျပ်2000မှ9000ကျပ်ဝန်းကျင်ထိမြင့်တက်နေတယ်လို့ဒေသခံများကဆိုပါတယ်။လက်ရှိကုန်တယ်များဟာလန်ခီးတွင်ပိတ်မိနေပြီးအထမ်းမခံတဲ့ကုန်ပစ္စည်းများပို့သူပစ္စည်းချင်းများရှိနေကြောင်းကုန်တယ်များနဲ့နှိစက်သူများထံမှသိရပါတယ်။ဒီနေ့တင်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့စည်ရေးစီးပွားရေးလူမှုသတင်းတွေကထူးခြားတဲ့သတင်းအချို့ကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြကြမှာရှင်းလန်းကြပါသည်ခင်ဗျာ။